ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ကောင်မှာတော့ပရိသတ်တွေအတွက်စာရေးသူမစနေရေးသားထားတဲ့စနေနေ့ပောရိတာရာအပိုင်31ကိုတင်ဆက်ပေးကြပါရစေအစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဒေနာ Notify Bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေကျမတို့အစီအစဉ်တင်ဆက်သူဟေမန်ကူကူဖြစ်ပါရစေရှင်အမရှေ့ရှေ့မှာကြောက်ဟေးနေရလေဒီကြောက်လို့များ ရှိရှိမနွားနွားနွားရီဟဲ့ဘယ်မသားရဲ့နွားရီတော့လမ်းတလားနေရနွားကြောင့်နဲ့တင်တာလာမပေးစမ်းကျုပ်စင်းမောင်းလိုက်မယ်အမနေစမှာမစင်းနဲ့ဩနာမည်နဲ့မမလိုက်အတော်ကြမ်းတက်တဲ့မိန်းကလေးပဲလို့ကျုပ်ကတွေးလိုက်မိတယ်မကြပါဘူးကျုပ်တို့ရဲ့ရှိမပိတ်နေတဲ့နွားရီကိုနွားကြောင့်သားလေးတောက်ကလာဖယ်ပေးတယ်ပြီးတော့ကျုပ်တို့ကြည့်ပြီးစကားဆုံးလိုက်သေးရဲ့ဗျအမကြီးရှိမလမ်းအကွက်ရှိရဲ့နော်ဟာတိပါတယ်ဟဲ့တင်ပြီးတာပါပဲခင်ဗျမော်တော်ဆိုင်ကယ်ကြီးထိကိုက်မိမှာဆိုလို့ပြောတာအမကြီးတော့ခိုက်မိတာပြန်ကောင်းတယ် တော်တော်လာတဲ့နွားကြောင်းသားပဲလို့ကျုပ်ကတွေးလိုက်မိတယ်။သူကမစီမဆိုင်နဲ့မော်တော်ဆိုင်ကလေးကြီးကိုစိတ်ပူနေရတယ်ဗျ။ကျုပ်တို့ကတော့ဘာဖြစ်ဖြစ်တယ်လဲ။တော်တော်ဟုတ်တဲ့ကလေးနာလေး။အဲ့လိုနဲ့ပဲကျုပ်တို့ရဲ့လက်ဆက်သွားလိုက်တာနွားကြောင်းသားလေးပြောတဲ့လမ်းကွေကိုရောက်လာပါလျော။ရှေ့အမောင်နဲ့မချွာလေးအရှိန်မလျှော့ဘူးဗျ။အကွေလေးရောက်ကိုကျုပ်တတိပေးနေတဲ့ဂျားရဲရောက်ပဲဘေးကမပဲခင်ကြည့်တဲ့မော်တော်ဆိုင်ကလေးဆင်းသွားပါလျော။မမေမီကိုကိုကြောလွင် မော်တော်ဆိုင်ကယ်ကမပဲကင်းကြီးထဲမှာတဝူးနဲ့ပြေးနေပြီးတော့လဲကန်တဲ့ဝင်တိုက်တော့မှာပဲကျွတ်တွတ်ဆိုင်ကယ်ကရပ်သွားတာဗျအေးမော်တော်ဆိုင်ကယ်ကမမှောက်ဘူးဗျမမေမီကိုကွာထိန်းလိုက်နိုင်တယ်ကျုပ်လည်းဆိုင်ကယ်နောက်ကနေဆင်းလိုက်ပြီးသူအပြစ်ပြောတာပေါ့ဗျခင်ဗျအရှိန်လျှော့ပါဆိုတာမရှုံးတိတ်မလို့ကန်ကောင်းလို့ကန်ကောင်းတာမဟုတ်ဘူးငါကောင်းတာနေလမ်းပေါ်နေဆောက်ငါတက်လာခဲ့မယ်။အော်အကြောင်းလန့်တစမမရှိရမင်းလေးပါဗျာ။သူတို့တလောက်ထိတက်တည်ရှိနေကြောက်လေရှိရမှာပေါ့ဆိုပြီးတော့ထပ်အပြစ်မပြောတော့ဘူး။လဲလမ်းပေါ်ပြန်သွားပြီးတော့စောင့်နေလိုက်တယ်။ မကြပါဘူးစက်တန်ခပ်ပြင်းပြင်းနဲ့မချွဲရမော်တော်ဆိုင်ကလေးလဲလန်းပေါ်ကနေပြန်ရောက်လာတယ်ကျုပ်ကိုတက်ဆိုတဲ့သဘောနဲ့မင်းငော့ပြတယ်ကျုပ်ကလည်းပြန်တက်လိုက်တယ်ပေါ့ဗျာပြီးတော့ကျုပ်တို့ညောင်သွားလိုက်တာတလီကုန်းဆိုတဲ့ရွာကိုရောက်ရောဗျရွာရဲ့ရောက်တော့လူတွေကဝိုင်းကြည့်နေတာဗျရှေ့ရမရွှေချွာတော့မသိဘူးကျုပ်ပြင်ရှက်နေတာမိကလေးတယောက်အနောက်ကနေကားရခွာကြီးမော်တော်ဆိုင်ကလိုက်စီရတာလေဗျာဒီလန်းဒီမော်တော်ဆိုင်ကအနေထားနဲ့မိမစီတစောင်းတင်မလွဲစီရင်ဖြင့်ကျုပ်တို့တွေဒီကိုရောက်လာမှာမဟုတ်ဘူးလေအခုတော့တမလွန်မှာစံပြောင်းနေလောက်ပြီ တလီကောင်ရောက်တော့မရွှေချောင်းမော်တော်ဆိုင်ကယ်ကိုပြင်နာအင်ဂျီတလုံးဆောက်ထားတဲ့အိမ်ဝိုင်းနဲ့မောင်းဝင်ပြီးရှက်လိုက်တယ်ဗျပြီးတော့ကြောက်ကိုကြည့်လိုက်ပြောစကားဆိုသေးတယ်စနေအတော့ဒီမှာနေလေစားစားမယ်ဒါငါ့ကြည့်တော့အင်ကြီးဟာမကြပါဘူးဗျစက်တန်ကြလို့ထင်ပါရဲ့အိမ်မွားကြီးတော်ကြီးတယောက်ဆင်းလာတယ်ကြီးတော်ကြီးကမိမိကိုကိုကျော်လေးကိုမျက်နှာနဲ့စဆဲရတာပဲတိန်နာမလေးဘယ်ကနေရွာဖို့ထုတ်ပြီးရောက်လာလဲကြီးတော်စီကိုပဲလာလာကျောက်တို့ကြီးတော်ကြီးမှာထမင်းစားမယ်အေးအေးအဲ့ဆိုရင်တော့ညီတို့ကန်ကောင်းတာပဲဝတ်ပေါ်လုံးကဝတ်သားချက်ထားတယ်အခုတော့ကြီးတော် နေကိုရီးယားတီချိန်ဆိုကြက်ဝိုင်းမဲနေမှာပေါ့။ထနေဟိုကောင်လေးကညီးကြီးစားလား။ဘေရတာကျက်ကမော်တော်ဆိုင်ကအမောင်းတင်ပြီးလား။သူ့နာမည်ဆက်နေတဲ့။အော်အေးတင်ပြရတင်ပြရနဲ့ညားလဲညားကုန်ကြအောင်မယ်နော်။ကြီးတော်ကတော့ပြောရော်မယ်။ "तू ကဖုန်ကြီးကြောင်းတာတော့တခြားသူဆိုရင်ကြောက်လည်းမခေါ်ရဲပါဘူးတော့။ရွာကောင်လေးများခေါ်လို့ကတော့မော်တော်ဆိုင်ကစီးတက်မှာမဟုတ်ဘူး။လေမဲတန်းရမှာ။အော်ကြီးတော်နဲ့တူမတော်တော်လိုက်ပါလား"လို့ကျက်ကတွေးလိုက်မိတယ်။ကြီးတော်ကကျုပ်တို့ကောင်းကောင်းဧကန်နေပြ။ မိမိကိုကိုကြော်လင်ရလဲဟင်းနေကိုထည့်ပေးတယ်တော်တော်စိတ်သဘောထားကောင်းကြပါတယ်စကားပြောတာကတော့ခမရတို့တည်တဲ့အတိုင်းဒုတ်ထိုးအိုးပေါက်စိတ်ဆိုးစိတ်ကောက်တက်တဲ့သူတွေဆိုရင်ဒီကလူတွေနဲ့တက်မှာမဟုတ်ဘူးဗျအထာတိသွားတယ်ဆိုရင်တော့ဒီနေရာလူတွေဘလောက်သဘောကောင်းကြနားလဲသွားလိမ့်မယ်စွတ်တူတွေထမင်းစားပြီးတော့ရင်တွေစံမြေပဲကြောငါချောက်ဖုတ်ထညခဲရုံနဲ့အချို့တဲအဲ့ဒါတွေအမီးရေဆိုင်တဲ့စကားပြောကြတာပေါ့ဗျာစကားပြောကြဆိုကြရင်လည်းကြီးတော်ကြီးကဘိုးလာကြီးအကြောင်းပြောလာတယ် ိုးလိုက်ဆိုတာကျုံနဲ့မင်းအင်ဖုန်ကြီးတောင်ဆန်းရွာလာတော့ကနေပူရဲမှာကုန်းမေတော့ဥချနေအယူကြီးလေဗျာကြီးတော်ရာသူ့အကြောင်းပြောပြနေတာဗျမိမိကျော်နင်းလိုက်အသွာလာစင်ကြုံနော်ဘိုးလိုက်ရလူသားတော်စားနေပြီဆိုပဲအိုးမဖြစ်နိုင်တာကြီးတော်ရဲ့ဘိုးလိုက်ရအလူအိမ်တွေလိုက်ပြောထမင်းစားတာပါဘယ်ကလူသားစားမှာလဲတကယ်တော့ဘိုးလိုက်ရတင်းကြိုင်နဲ့မြေပုံတွေကိုလက်နဲ့လိုက်ရက်ပြီးတော့တူးနေတာတဲ့သူများကြီးပြောတာတော့ပေါရိတာတာဖြစ်သွားရေးဆိုပဲ ရှောက်ပြောနေကြနေမှာပါမြေပေါ်လက်နဲ့တူလို့ဘာရမှလဲကြီးတော်ရဲ့မတန်ကပေါက်တူးတို့တူရင်းတို့နဲ့တူတယ်ဆိုရင်ရောင်ရကြည့်သေးရဲ့ကြီးတော်ကတော့ပေါက်ကြရပြောတော့အသားတွေတူလက်တဲ့တကယ်ပါလာတာတဲ့ရွာတွေကမြင်ခဲ့တဲ့သူတွေကပြောတာပဲပြောလို့ရမလားအေးတကူတွေပါလေရှင်ရှိနေမှာနော်လူသားစားပြီးကြင်စင်နေချင်းတကူရတယ်တဲ့ပေါက်ကြရကတော့ထပ်ပြောပြီကျုပ်ကလေမိမိကိုကိုကြော်လင်လို့ပါပဲဘိုးလိုက်လူသားစားရဲဆိုတော့မယုံပါဘူး ကျုပ်တို့ကသာခင်မီလို့မယုံတာနော်တခြားသူတွေကယုံကြတယ်ဗျအခုနောက်ပိုင်းမှာပို့လိုက်ရအလူတွေမှာထမင်းလိုက်မစားတော့ပို့လို့တော့မှတန်တရားဝင်စရာကောင်းနေရပေါ့ဗျာခဏနေတော့ကြည့်တော့ရရွာထဲမှာပဲနောက်ငါသွားခေါ်မယ်ဆိုပြီးတော့ကျုပ်တို့ညာအိမ်ဆောင်ခိုင်းပြီးတော့ထွက်သွားတယ်ဗျကျုပ်လည်းတက်ရောက်မှာတုံလုံးလေးလှဲနေရပေါ့ဟိုဘက်တက်ရောက်မှာတော့မိမိကိုကိုကျော်လင်းလေးဗျသူကလှတာတော့လှတယ်ဗျရိုးရိုးလေးနဲ့လှတာသူ့လှမပူလာဘူးဗျ ပြောရရင်တော့မဟုတ်တဲ့စိတ်တွေဖြစ်ပေါ်စေတဲ့အလှမျိုးမဟုတ်ဘောဗျာ။မောင်နဲ့နှမလိုမျိုးချစ်ခင်တဲ့စိတ်ကိုဖြစ်ပေါ်စေတဲ့အလှ။အဲ့ဒါခြားနာတယ်နော်။ကျုပ်လေတေးချားတော့မပြောတတ်ပါဘူး။ကျုပ်တို့တန်ရတလုံးစီမှာအိတ်နေနဲ့သူကစကားဆိုလာတယ်ဗျ။ဟဲ့စနေနေငါချီတော့ပြောတာရုံးလား။ပောက်ကြပါဗျာ။လူတွေကရှောက်ပြောနေရပါပူလိုက်ရပုံမှန်ဆိုရင်ဓာတ်ဆက်အတန်ကြာအောင်လိုက်ပြီးတော့ထမင်းလိုက်စားတာဟာအခုတော့ထမင်းလိုက်စားတာမတွေ့ကြဘူးတဲ့နောက်တစ်ခုကလူတွေကိုရှံပြူလာတယ်လို့လည်းပြောကြတယ် အယူပါဆိုမှတော့စိတ်ကပုံမှန်ပဲဟုတ်မလဲဗျ။တချို့ကတော့သူ့ကိုစကြတော့ကြမဟုတ်လား။မကျေနပ်လို့ပြန်ပြီးလှုပ်တာလည်းဖြစ်နိုင်နာပဲလေ။အေးနင်းနေဟာနေအတွေးတူရဲ။တို့ရလူတွေကလည်းအယူကိုသိလို့ပါတယ်ဟာ။ဘိုလာကြီးကိုများပေါရိတာရာကြီးပြောနေလို့လား။တနေ့နင်းဘိုလာကြီးကိုမြင်ဘူးလား။မြင်မှုတာဘောဟာခောက်တော့နိုင်မို့လား။စပင်းပေါ်ဆန်းကကရုံးပေါက်နေလေ။ပြီးတော့ပဒိလည်းလေပင်းမှအပြေပဲ။အေးဟုတ်တယ်။တို့ကြီးကတနာစရာပါ။တနေ့ဘိုလာကြီးကပမာနေရတော့ ဒီရွာမှာပဲနေရလေဒီရွာမှာနေရလို့သာပြောတာပါ။ तू ရောက်ချင်အောင်ရောက်ပေါ့ချင်ပေါ့ပါအေး။ဘူလာရွကြည်ရတာဒါမျိုးတွေရောမလုံးလောက်ပါဘူး။ကျတို့တယောက်စကားပြောနေအောင်မှာပဲအိမ်ဝိုင်းနဲ့လူကြဝင်လာရေဗျ။ကိုဝင်းထူရထက်နည်းနည်းလောက်တော့ငယ်လေးမယ်။ကျတို့ထက်တော့ကြည်ရပေါ့။ကျုပ်လည်းလူလာတယ်ဆိုတော့တုံလုံးလှဲနေရနေကိုတို့ထထိုင်လိုက်တယ်။မိမိကိုကိုကျော်လင်ရတော့အိမ်မြဲပဲ။အိမ်ထဲဝင်လာတဲ့သူကစက်ကိုပွေထားတော့တေးကြပါရဲ။ကြီးတော်ရဲ့သားပဲဆိုတော့ခံမှန်းလိုက်မိတယ်။ အဲ့လိုကကျုံနားမှာဝင်ထိုင်ပြီးတော့ကျုပ်ကိုပြုံးပြတယ်ဗျပြီးတော့အဲ့နေရဲ့မိမိကိုကိုကျော်လင်းကိုအဲ့နာမည်ခေါ်ပြီးတော့လှမ်းပြော်တယ်ဗျဖြားကြီးဘာလဲတို့အိမ်ယောက်ျားခိုးလားကျက်သမားကတော့ပောက်ပြရပြောတော့မယ်ဘလို့လဲနိုင်ခဲ့လားနိုင်မောင်ဟာအေးရှာရထားမော်တော်ဆိုင်ကဥလေးဝယ်ထားတဲ့ဟာလားအေးငါ့အတွက်ဝယ်ထားတာဟာအဲ့ဆိုငါတပတ်လောက်စီးကြည့်လိုက်မယ်လေဒီစမကွာနေရာစမင်းအောင်စီးတတ်တာမဟုတ်ပဲနဲ့ကြီးရလေအထင်သိမ့်လိုက်တာငါစီးတတ်ပါတယ်ဟာစမင်းကဘိန်းတေးတေးလေးမို့လို့ငါမစီးတတ်တာ နင်းမော်တော်ဆိုင်ကယ်ဘယင်ကြီးလေငါစိတ်တက်တာပေါ့နင်းမသာချက်ပဲတိုက်နေစမ်းမအကိုရာငါမော်တော်ဆိုင်ကယ်ရမ်းမရှာစမ်းမနဲ့ကျုပ်လည်းဘာစကားမှမပြောပဲသူတို့မောင်နှမနေရာစကားပြောနေတာနားထောင်နေလိုက်တယ်ဝမ်းခွဲလို့သာပြောတာနော်တယောက်ကိုတယောက်တော်တော်ချစ်ခင်ကြတာစကားပြောဆိုပုံကြည်ရသိတယ်ဗျတန်ရမှာအိမ်နေမက်ရှိချငုတ်တော့ပြန်ထိုင်ပြီးတော့သူ့ကိုစကားဆက်တယ်အကိုနင်တို့ရွာဘိုးလိုက်ရလူသားစားနေဆိုတော့တကယ်လားဟာတကယ်ပေါ့ဟာနင်ရလဲရှောက်ပြောနေရမှာ မဟုတ်ဘူးဟာတကယ်ပြောတာအားရဲ့မျက်စိနဲ့ဟိုမှာငါကိုယ်တိုင်ကိုတေချာလေးမြင်ခဲ့တာအဲ့တော့ကျုပ်ကတော်တော်လေးကိုစိတ်ဝင်စားသွားတယ်ဘာလို့လဲဆိုတော့သူကိုယ်တိုင်မြင်တာလေလေကျုပ်လိုပါပဲမိမိကိုယ်ကိုကျော်ရင်းကလည်းစိတ်ဝင်စားနေရပြီးတော့သူ့အကိုကိုကျုပ်ပြီးမှထိုင်ခိုင်းတယ်အကိုနေရလေအဲ့ဒေကြာနေမှာမိုးတို့မတဲနေနေချက်ယူလွတ်ထားလိုက်စမှာဟိုမှာထိုင်နေကမေးကြရှိအေးအေးဟိုလူကလည်းစကားနာထောင်နေပြစက်ကြီးကိုလွတ်လိုက်ပြီးတော့ကျုပ်ပြီးမှဝင်ထိုင်နေသူထိုင်ပြရနဲ့မိမိကိုယ်ကိုကျော်ရင်းကစမေးရတာပဲ အကိုနင်းမြင်ခဲ့ရဘလို့လဲငါပြောပြစမ်းမအောင်အေးပြောပြမယ်လုံခဲ့တဲ့နေ့ရက်လောက်ကဟာငါထိန်တော့ဘက်ကိုချက်သွားတိုက်တယ်အဲ့မှာနင်းသိရဲ့အတိုင်းပဲလေထိန်တော့ကဝေးရမလားပြန်လာတော့မိုးချုပ်တာပေါ့ဟာလာပြေဘွားလေးနီးနေပြီလေအဲ့လိုနဲ့အချင်းကလင့်လာလေးလာရအောင်ပို့ပြီးတော့လင်းလာလေးပေါ့အဲ့လိုနဲ့ရောသိငိုင်းကုန်းနားကိုရောက်တော့လက်နဲ့မြေကြီးတွေရွှက်နေဘိုလိုက်ကိုတွေ့တာပဲပြီးတော့ဘိုလိုက်ရဲ့ဘေးမှာလူအသားတွေဟာသူ့ရက်ပြီးတော့ပေါ်ထားတာနေမယ်နေပါဦးဗျဟိုကြောက်မရှင်းတာရှိလို့ခမရလူသားမန်အဲ့ဒါဘယ်လိုလုပ်သိရလဲ ုပ်လည်းမေးလိုက်တယ်အဲ့တော့မိမိကိုကိုကျော်လင်းရဲ့ဝမ်ခွင့်အကိုကိုကျက်သမားကျုပ်ကိုကြည့်ပြီးတော့ပြန်ပြောတယ်ဗျမင်းရလေကွာတင်းဆိုင်ထဲကမြေကိုတွရဲဆိုမှလားလူအသားတွေပဲနေမှာပေါ့ဘိုလာကြီးကကြင့်စင်နေကြောင်ယူသွားတာကွာပြောမရဘူးပေါရိတာရာကြင့်စင်ကြင့်နေရနေမှာမဟုတ်သေးပါဘူးဗျာတခုခုတော့လွဲနေပြီမလွဲဘူးငါကောင်ကြီးမိမိရောညာပိုင်းသွားကြည့်ပါလားရှင့်ရှိနေမှာသူကအဲ့လိုပြောတော့ကျုပ်ကလည်းမိမိကိုကိုကျော်လွန်လှမ်းကြည့်လိုက်တယ်အဲ့တော့သူကလည်းကျုပ်ကိုခေါင်းငိတ်ပြပြီးပြောရေဗျစနေ အဲ့ဆိုရင်ငါတို့ဒီမှာအိတ်ပြီးတော့စောင့်ကြည့်ကြမလားမဖြစ်ဘူးထင်တယ်ကျုပ်တို့အိမ်မပြောခဲ့ရအောင်လေနေရလေပြန်သွားပြောကြတာပေါ့ဘာခတ်တာမှလို့လေမိမိကိုကစိတ်မြန်လက်မြန်ရကျုပ်ကိုတပ်ပြစ်ပေးပြီးတော့မော်တော်ဆိုင်ကယ်မောင်းခိုင်းတယ်ကျုပ်ကမော်တော်ဆိုင်ကယ်ပေါ်တော်တော်သူ့အနောက်ကနေမိမထိုင်တဲ့ဆောင်းတက်လာပြီးတော့ခါကိုဖတ်တာလေဗျအဲ့လိုနဲ့ကျုပ်တို့လည်းတောင်ဆန်းရွာပြန်ပြီးတော့လူကြီးတွေအကျိုးဆောင်တပ်ပြောလိုက်ကြတာပေါ့ဗျာကျုပ်တို့တွေလည်းညနေပိုင်းလောက်မှာတလီကုန်းရွာကိုပြန်ရောက်လာတယ်ကျုပ်တို့ပြန်လာမယ်ဆိုတာကိုသိတော့ကြီးတော်ကြီးတို့တာမီးကဖုတ်ဖွဲရရလေးတွေချက်ပြုတ်ပေးထားတာဗျာ ကျွန်တို့တွေကလေစကားတွေတပြောပြောနဲ့စာကြတောင်းကြတယ်ပေါ့ဗျာရီတော့ရသားမရဟိတ်ဟန်မရှိမဲနဲ့ပွန့်ပွန့်လင်းလင်းနဲ့ကျုပ်ကိုအတော်ခင်ခင်မင်မင်ရှိတာဗျာကြီးတော့ရဆိုရင်တွတ်တူမာနေအောင်ကျုပ်ကိုပေးစားနေသေးတာကောင်းလေနေဖုန်းကြီးကြောင့်ပြန်မနေပါနဲ့လားငါတို့မှယူလိုက်ပါလားအတူမှတူရီတော့တမီနော်ငါမှပိုက်ဆိုင်တာရနဲတော့မဟုတ်ဘူးစိတ်ကူးမလွဲနဲ့ငါတို့လည်းနေသဘောကြတယ်ဟုတ်တယ်စနေကငါလည်းမင်းကိုမမေ့ချင်နေတာခင်တယ်ပြားရို့တာယူလိုက်ပါငါကောင်ရေရေကန်အသင်ကြအသင်မယ်နော်မင်းစီပေါ်မော်တော်ဆိုင်ကယ်ပါအသင်ဟာ ဟာဗျာမလောက်ပါနဲ့။နာရှက်နေရလား။ဟာတူမရှက်ဖို့လဲထားပါဦး။သူရိယာပြုံးစီစီနဲ့ပြောနေဟာဗျ။မိမိကိုကလည်းထမင်းစားတော့အဆုံးတက်ပြောကြုတ်ကိုကြည့်ပြီးတော့သူ့ကြည့်ရုံနဲ့အကိုစကားပြောတယ်။စနေကပြောစရာတော့တိတ်မရှိပါဘူး။ယူမယ်ဆိုရင်တော့ယူလို့ရပါတယ်။လင်းပြားစကားများလို့ကတော့သူ့ထိတ်ကသမင်းစုပ်ဖောက်ဆွဲပြီးပါးကြည့်ဖဲဖဲညာပြန်ရိုက်ပြန်မှာတိလာကြည့်တော့အမလီအဲ့စကားကြားနေတယ်ကျုပ်ကလက်လံသွားတယ်သူကတော့ပြုံးပြုံးလေးနဲ့ပြောနေရပါ ကျုပ်လည်းအာမငင်အောင်ပြီးတော့ဟတာလည်းဖျံအလိမာနီနဲ့စကားစာဖြတ်ပေးလိုက်တာဆိုတော့ကျုပ်ကတွေးပြီးတော့နားလည်လိုက်တယ်ပြီးတော့ကြီးတော်ရာကျုပ်တို့အကြံကိုတားရည်ဗျနင်တို့ကြံစီနေအောင်အေးကိုပြောပြရဲနင်တို့ပောက်ကရရရှောက်မလုပ်ပါနဲ့လားကြီးတော်ကလေကျုပ်အကြံအတိသားနဲ့အကိုနင်ကဘာလို့ရှောက်ပြောရလဲနင်လည်းလိုက်ရမှာနော်မိမိကိုကသူ့ရဲ့ကြီးတော်နဲ့အကိုအဲ့လိုမျိုးပြောလိုက်တယ်သူစကားဆုံးတာနဲ့ကိုအေးကိုရခတ်တော့တော့ညင်းတော့တာပဲ ဖျားကြီးဖျားကြီးနေငါ့ကိုဆွဲမထည့်နဲ့နော်ငါကြောက်တက်တယ်ဟိုတခါတော့ကကြောက်ဝိုင်းကိုငန်းပြီးတော့သွားဒီတိုင်းတော့မသွားရပါဘူးငါမလိုက်ဘူးနော်နေရလေဟာယောက်ျားကြီးဖြစ်ပြီးတော့ကြောက်နေသေးတယ်နေရလေဘာမဆိုင်တာဆက်စုနေနေရကတော့လိုက်လေလိုက်ပါလေအေးအဲ့ဆိုနေမလိုက်လဲနေစနေနေနဲ့ကမြောက်တယ်ဖြစ်လာသူကကြောက်ကိုလှမ်းမိရဗျကြောက်ကလည်းကောင်းကြီးပြပြီးအစင်ပြီးချောင်းပြောလိုက်တယ်သူကြည့်တော့ရလေသူတူမအကြောင်းတီတော့မတားတော့ဘူးလေယူဆိုင်ဖို့သာပြောတယ်အေး နင်တို့လည်းတရားမင်းစင်တာတော့တားလို့ရမှာမဟုတ်သွားကြဟေးသွားကြခယူးဆိုင်ပြီးသားသွားအဲ့လိုနေညာမို့ချို့တော့ကျုပ်တို့မြောက်ကဓမီတယောက်တလန်နဲ့ရောင်နဲ့တော်တော်လန်နဲ့တင်ကြိုင်စီကိုထွက်သွားကြတာပေါ့ဗျာမော်တော်ဆိုင်ကယ်နဲ့တော့မသွားတော့ဘူးလမ်းမဲလျှောက်လိုက်ကြတာစောသေးတော့ရွာရဲကလူတွေကမအိတ်သေးဘူးပေါ့ဗျာလာလေးကလည်းဝိုးတော်ကအလင်းအောင်လေးကပေးနေပြီးကျုပ်တို့လည်းလမ်းလျှောက်နေနေစကားပြောပြကြတယ်အဲ့တော့မှမိမိကိုယ်ကိုယ်ရဲ့စိတ်ကိုကျုပ်ကကောင်းကောင်းသိလိုက်ရတာစနီငါလေနေလို့ရောက်ကြဖြစ်စင်တာဟာငငယ်ရဆိုငါထမင်းမဝတ်ဘူးပစိုးပဲဝတ်တာသိလား อ๋อဟုတ်ကဲ့နင်းနဲ့ကနေအသက်တိတ်မကွာပါဘူးဟာကျုပ်တွေခင်ဗျားတွေဟုတ်ကဲ့လုံနေတယ်နင်းနဲ့ကနေပဲပြောအေးပါနင်းငါ့ကိုအထင်သေးလားနင်းကလေရုတ်တရက်ဘာထဖြစ်တာလဲငါ့အနေကိုဘာလို့အထင်သေးရမှာလဲနင်းနဲ့ကနေတစိမ့်လေအခုလိုမျိုးညာကြီးမိုးချုပ်တွေသွားနေရတာနင်းကငါ့ကိုအထင်များသေးနေတလားလို့ငါမြုပ်ဖုံကြီးကြောင့်မနေရပါဟာငါ့မှာရှေးရိုးဆဲအတွေ့မရှိပါဘူး ိတယ်အဲ့ဒါကြောင့်မလို့နေကခင်းတာရွာကောင်နေနေမှာဒီလိုမျိုးမိုးချုပ်ချင်းအတူသွားရင်လေနောက်နေ့ငါဒင်းလို့မရမလုပ်ချင်လုပ်ချင်လုပ်နေရမှာကျုပ်ဖြင့်အတန်ထွက်ပြီးရှီလိုက်မိအော်မိမိကိုကိုကျုပ်ကိုတော်တော်ယုံနာပဲလားပေါ့သူကတော့ဆက်ပြီးပြောလာသေးတာဗျငါကနေမျက်လုံးတွေကြည့်ပြီးယုံနာဟနေမျက်လုံးမှာကောက်ကြံမဲစိတ်ယုံမှမဲအငွေ့သက်တွေဘာမှမတွေ့ရအောင်အဲ့ဒါတွေငါခံမန်းတက်တယ်လေအေးပါဟာဒါနဲ့တလီကုန်းတင်ဆိုင်အဝေးသားနော် အေးဝေးတယ်ဒါနဲ့နေမှာရေးစားရောရှိလား ရှိပါဘူးဟာနင့်မောင်ရှိပါဘူးဟာငါအသေးကွဲနေရလေနင့်လိုတထေးသမီးကအသေးကွဲတရလားနင့်ဘသူကထားခဲ့ရလဲသူကယောက်ျားယူသွားပြီဟာပြီးခဲ့တဲ့လမှာယူသွားတာဟုတ်နင်ကလေမိမယူရတဲ့လို့ပါမဟုတ်ဘူးယောက်ျားယူသွားတာဟာအဲ့ဆိုနင်ကြိုက်တဲ့ကောင်အချောက်ကြီးလားမဟုတ်ပါဘူး။ငါကြိုက်တာကောက်မလေးဟာနာမည်ကဝိရီတဲ့တို့ရမှာသူနဲ့ငါနဲ့ကအတူတူကိုနောက်ကန်ရတာလေငါတို့သိချစ်တာဟာဖခင်ကြီး မိမိကိုကိုကြော်လို့ရမိမချစ်ကြိုက်တဲ့သူပါလား။အော်အဲ့ဒါကြောင့်တင်းကကာလာသားတွေသဘောမကျတာ哦။အော်တုံးမှလည်းအခုလိုမျိုးတွေရှိသေးတာပဲလားလို့ကျက်ကတွေးမိတယ်။ကျက်ကဘာစကားမှမပြောဘဲငြိမ်ပြီးတော့လမ်းလျှောက်နေတော့မိမိကိုကိုကြော်လင်းကဆက်ပြီးတော့စကားပြောလာတယ်ဗျ။စနီငါတို့ချစ်တယ်ဆိုတာနင်းနေနေတော့ထိုးစမ်းနေမှာပဲနော်။ယောက်ျားမိမဆိုတာတကယ်တော့ပြည့်ညတ်ချက်တွေပါဟာ။အချစ်ဆိုတာလေမထက်မထားတဲ့အနေထားနဲ့ပေါ်လာတတ်တာ။ငါတို့ကိုပိုင်ချင်နေဟာ။ဟာသာယောက်ျားတရားဖြစ်ခဲ့ရင်သူနဲ့ငါခွဲရမှာမဟုတ်ဘူး။ ငါအလူတန်းတွေလုတ်တယ်စနေနောက်ဘဝသူနဲ့ဆုံတွေ့ခွင့်ရရင်ငါယောက်ျားတယောက်ဖြစ်နေမွေးဖွားပြီသူနဲ့ညာပါစီလို့ပေါ့အစတော့ကျုပ်ဖြစ်အရေးချင်နေမိရဗျအမှန်တိုင်းဝန်ခံတာပါအခုလိုမျိုးသူပြောပြပြန်တော့လေကျုပ်ကမရည်ရပါဘူးကျုပ်လည်းသူ့လိုခံစားခဲ့ရဘူးလေခင်ဗျားတို့မှတ်မိမလားတော့မသိဘူးလူမိုက်ကြီးဓာထွန်လိုက်ရင်ညီရီလေးဆိုရဲကောင်းမလေးနဲ့လေကျုပ်ကသူ့တကယ်ချစ်မိသွားတာဗျသူကတော့ကျုပ်ကိုသူ့ချစ်သူနဲ့တူတယ်ဆိုပြီးသိပြီလို့ထင်နေသူ့ချစ်သူအစားကျုပ်ကိုတွေ့တာအဲ့မှာဟိုတလောက်စားပြန်ပေါ်လာတော့ကျုပ်ကကြင်ရင်ကြီးဖြစ်ပြီးတော့ကြံခဲ့တာလေ ကိုရင်နေဝိတရားတွေထိုင်မျိုးအသေးခွဲတဲ့ဝေနောက်ကျုပ်ကရင်ဆိုင်ခဲ့ရသည်ဟာအခုတော့ဖြင့်အဲ့လိုမျိုးခံစားနေရတဲ့မိမိကိုကိုရဲ့စိတ်ခံစားချက်ကျုပ်ကနားလဲတာပေါ့လက်မျက်နဲ့ကျုပ်ကမိမိကိုကိုရဲ့ပခုံးလေးကိုဖတ်ပြီးနှစ်သိမ့်လိုက်တယ်ကျုပ်စိတ်ထဲမှာအသာယူခြင်းနဲ့စိတ်လုံးဝမရှိပါဘူးဗျာအရင်လိုဆိုရင်တော့မပြောတတ်ဘူးနော်အခုနောက်ပိုင်းကတော့ဖုန်ကြီးရဲ့ဆုံးမစကားတွေဘိုးကရဲ့ဆုံးဆုံးမမှုတွေမှာကျုပ်ကလူကောင်းတယောက်ဖြစ်နေပါပြီသူကလည်းကျုပ်နှစ်သိမ့်ပြီးတော့ဖတ်တယ်ဆိုတော့သိပါတယ်လူတယောက်ကမယိုးသားလားရိုးရိုးသားသားလားဆိုတော့မိန်းကလေးတွေကတာလို့တော့တီးသေးတဲ့ဗျ ုပ်ကလည်းသူ့ကိုတက်တလောက်မတလောက်သေးတော့နှစ်သိမ့်ပြလိုက်တာပေါ့နင်းတယောက်တည်းမဟုတ်ပါဘူးဟာဟာဆိုအသေးကွဲပြီးတော့ပြိုလဲသွားဘူးလေဟာနင်းလေးအဲ့လိုဖြစ်သေးရလားအေးဘောဟာငါလည်းလူပဲလေငါမနဲ့တိုင်နေတက်ပြိုင်မှာငါကြီးစလင်းနောက်လိုက်သွားတာဟာနင်းကြီးစကောက်မလီလားနင်းရလေကောက်မလီဘောဟာနင်းရမိန်ကလေးချင်းကြိုက်တာနဲ့ငါ့လိုယောက်ျားချင်းလေးကြိုက်မယ်လို့များထင်နေရလားမဟုတ်ပါဘူးဟာမေးကြည့်ရပါအဲ့လိုနဲ့ကျုပ်တို့တွေလည်းစကားတပြောပြောနဲ့လမ်းကိုရှောက်လာလိုက်တာတလေးကုန်းတင်ကြံရောက်လာတဲ့ဆိုပါတော့ဗျာ။ သိစိတ်မှာဇရက်ပြက်တစ်ခုရှိရဲ့ဗျ။ကျွတ်တော့ဇရက်ပြက်နာကိုတော့ခွေးလေးခွေးလေးနဲ့ဝိုင်းဟောင်းလို့လမ်းပေါ်ခဲနဲ့ပြပြမောင်းလိုက်ရသေးတယ်။ခွေးတွေကထွက်ပြေးတာတော့မှရိုးရိုးမပြေးဘူးနော်။ဆွဲဆွဲငငယ်ကိုဥပြီးမှပြေးတာ။ကျုပ်ကတော့ကြောက်စိတ်မရှိပါဘူး။မိမိကကွာတော့နည်းနည်းတော့ကြောက်တယ်ထမ။ကျုပ်လည်းမောင်းလာကြိုင်နာတယ်။အဲ့ဒါနဲ့ကျုပ်ကလည်းသူ့ကိုမကြောက်ဘူးအားပေးရတာပေါ့လေ။မကြောက်နဲ့ဘာမှကြောက်စရာမရှိဘူးလူတွေတဆေဖြစ်တယ်တဆေတွေက6ပဲ6တက်တာတို့ကိုတရားမလုပ်နိုင်ဘူးဟဲ့မသားနေပြောမှာပဲငါပိုကြောက်လာပြီ အေးအဲ့ဒါနေမဲဆက်စုကျင်တာလေအတန်တိတ်တော့ဘိုလိုက်လာမလားစောင့်ကြည့်တာပေါ့အေးအေးကျွတ်တော့ညလေအတန်မထွက်တော့ဘဲနဲ့ဇရက်ထဲကနေတင်းချိုင်းကုန်းတွေကိုကြည်နေလိုက်တယ်အချိန်တော်တော်ကြာတဲ့အထိဘာလူရိတ်လူရောက်မှမကြွရအောင်ဘိုလိုက်လူသားစားရဲဆိုတော့အလကားရှောက်ပြောတာလို့ကျွတ်တော့ဆုံးဖြတ်မဲ့ကျန်သေးလိုက်အောင်အောင်မှလူတယောက်ကလမ်းလျှောက်ပြီးတော့တင်းချိုင်းနဲ့တောင်းဝင်သွားတာကိုတွေ့ကျွတ်တော့ညလေမျက်တော်မခက်တန်းကြည်နေမိမိမိကိုကလက်လိုက်တံမီနဲ့ထိုးမဲ့ကျန်တော့ကျုပ်ကတားလိုက်ရတယ်နေဟိုခဏဆောင်ဟာ ေးအေးအဲ့ဒါဘိုးလာကြီးဟာသူ့လမ်းလျှောက်ပေါ်ငါတိအဲ့ဒါဆိုရင်သူကတကယ်ပဲလူသားလားစားလားမသိဘူးလေဟာငါတော့ကြောက်တော့ကြောက်လာပြီတိတ်တော့တိတ်တော့ဟိုမှာသူဘာတွေရက်နေရလဲကျွတ်တော့လေသေးချာကြည့်နေရတယ်လာရေးကြသွားရင်သူ့ကိုတိတ်ပြီးတော့မမြင်တွေ့ရတော့ဘူးလေဗျာခလန်လန်းကနေဆိုတော့သူဘာလုပ်နေမှန်းကျွတ်တော့လေသေးချာမမြင်ရဘူးမြေကြီးတွေကိုလက်နဲ့ရက်နေအဲ့ဒါတော့ကျင်းတယ်အဲ့လိုနဲ့ပဲကျုပ်ကလည်းဘေးမှာရှိရဲမိမိကိုယ်ကိုယ်ရဲ့လက်ကိုကုပ်လိုက်ပြောတူတူလေးပြောလိုက်တယ်။ဟေးငါတို့အဲ့နားလေးသွားကြည့်ကြမလား။အေးနင့်တဘောပဲလေ။ သူ့သဘောတူရာနဲ့ကျုပ်တို့ညလည်းဇေယျပေါ်ကနေဆင်းလိုက်တယ်ပြီးတော့ခြေဖပီဘူလာရဲ့အနာကပ်လိုက်တယ်ကျုပ်တို့ဝါရပြန်အကွာဝေးလာရောက်တဲ့အထိသူကမသိဘူးမြေကြီးကိုပဲတဲကြီးမြေကြီးရှက်နေသူရဲ့နေရနေရမြေပေါ်အစ်တစ်ခုပြကျုပ်ကလည်းတော်တော်လေးနီးလာပြီဆိုတော့လက်နဲ့ဓမီနဲ့ထိုးပြီးတော့အတန်ခတ်မမာနဲ့လှမ်းပြီးပြောလိုက်တယ်ဟဲ့လူကြီးဘာလုပ်နေလဲကျုပ်တို့လည်းမြင်ရောသူ့ဘေးမှာချထားတဲ့အသားတွေကြီးကိုစက္ကနဲကောက်ဆွဲပြီးပြေးတော့တာ တမီးရအောင်မှသူအတိုင်းသားမြင်နေရတယ်။သူဆွဲသွားတာဝတာတွေကြီးပြ။ဘာမှလူသားမဟုတ်။ကျုပ်တို့လည်းသူပါလို့တာလဲသိကျင်တာနဲ့သူပြည့်ရဲ့နောက်ကိုပြေးလိုက်သွားတာပေါ့ဗျာ။ကျုပ်တို့တွေဟာတင်းဆိုင်ပြရလှဲလောက်မော်ရောက်တော့ကျုပ်တို့နှစ်ယောက်ရှိမှလူတက်ကလာပိတ်ရတယ်။သူဟာဒုတိယချောင်းကင်ထားပြီးတော့ကျုပ်တို့ချိန်ထားရနေဒေါသတန်နဲ့ပြောလာတာဗျ။မင်းမင်းတို့ဘာလိုက်လို့တာလဲ။ကျုပ်လည်းဘာပြောမှမသိဖြစ်နေအောင်မှမိမိကိုကအန်အော်တကြီးမျက်နှာနဲ့လမ်းရှိမှလာပြီးပိတ်ရတဲ့သူစကားဆိုရဲဗျ။ဦးလမောင်ကျုပ်ပြားကြီးလေတောင်ဆန့်ဦးကျော်လင်းသမီး မေမီကူကသူ့ရဲ့အိမ်နာမည်ပြောပြီးတော့သူ့ကိုယ်သူဓာတ်မီနဲ့ထိုးပြပါရယ်အဲ့တော့မှဥလင်မောင်ဆိုတဲ့သူကတုံးနဲ့ချိန်ထားတာကိုဖြုတ်လိုက်ပြီးမေမီကူကိုမေးပါရယ်တူမကြီးနင်တို့ငါညီနာကိုဘာလိုက်လုပ်တာတော့ဒီလိုဥလေးရဲ့ရွာထဲမှာဘိုးလာကြီးအကြောင်းကောလာဟာလာတွေပြောနေလို့ကျုပ်တို့ကလက်တွေလာစုံစမ်းတာဟာလဲကြားပါရယ်ဟာငါညီလုပ်ပုံတွေကလည်းထင်းချင်းစရာပဲလေဥလေးညီကဘာလို့ဝတားရိဆွဲပြီးတော့မြေပုံလက်နဲ့ရှက်နေရလဲကျုပ်ကဝင်းပြီးမေးလိုက်တော့ဥလင်မောင်တပြင်းတစ်ချက်ချပြီးတော့ဖြေတယ်ဗျာ ဲ့အရာငါးကြောင်ပေါ့ကွာငါညီအိမ်ပြန်လိုက်ငါအရုပ်မေဝတ်သားကြိုက်တဲ့အကြောင်ပြောလိုက်မြာဒီကောင်အမေကိုသိချစ်တယ်ကောင်ကွာသူကအမေဘယ်ရောက်သွားလဲလို့ပြီးတော့ငါမြေပုံထဲရောက်သွားပြီလို့ဖြေလိုက်တာအဲ့ချိန်နေစပြီးတော့အမေဝတ်သားကျွေးမလို့ဆိုပြီးတင်းကျက်ရမြေပုံတွေကိုသွားသွားပြီးတော့ရက်နေရတာပဲဝတ်သားကတော့ဒီကောင်လိုက်ပြီးခိုးရဲထင်ပါတယ်ကွာအော်ဦးလေးမပြောမှပဲကျုပ်တို့ရေသဘောပေါက်တယ်ပိုလာကြီးကယူနေပြီမဲ့သူ့အမေအမှန်ရနေအောင်ကျုပ်တွေးနေတော့မှဦးလေးမနောက်ထပ်စကားထပ်ဆိုရဲဗျာ ဒီကောင်ယူကစားအမေမသေးသေးဘူးကွာအမေတောက်ပဲသူ့ကိုစိတ်ရှိတယ်။ငါနဲ့ငါမေမှာစိတ်မရှိဘူးကွာ။အမေသေးသွားတော့ तू ကအိမ်မှာမနေတော့ဘူး။ငါတို့အမားတွေလည်းပါတာပေါ့လေ။အမေကဒီကောင်တော်တော်ကျူးဆိုင်တာကွာ။အဲဒါကြောင့် तू အထီးကျန်နေအချိန်တင်းဆိုင်ကောင်မှလာနေရ။အမေကိုနောက်ဆုံးမြင်လိုက်ရဒီတင်းဆိုင်မှာဆိုတော့ तू မှတ်မိရဲ့လေ။အော်ဘိုးလိုက်ရယူတာယူနေရ तू အမေတတိယနေရပဲဗျ။ तू အမေဝတ်သားကြိုက်တယ်ဆိုတာနဲ့ဝတ်သားတွေခိုးပြီးညာလိုက် तू အမေစုသွားပြီးပေးနေ။ तू အမေမြေကြီးရဲ့ရောက်သွားပြီးဆိုတော့ तू သိတယ်။ အားကြောင့်မြင်းကြီးတွေလက်နဲ့ချက်ပြီးတော့ဖော်နေအောင်တောင်စကားတွေကားပြီးတော့ဘိုးလိုက်လူသားစားရဖြစ်ကောဦးလင်မာကလည်းသူ့ညီကိုတားမရလွှတ်ထားတဲ့ထင်ပါရဲ့နောက်ကနေပဲလိုက်ပြီးတော့စောင်းရှောက်နေရနေမှာပေါ့ဗျာအကြောင်းစုံလည်းသိရပြီဆိုတော့ကျုပ်တို့ကလည်းဦးလင်မောင်နှုတ်ဆက်ပြီးတော့ပြန်လာခဲ့ကြရပေါ့လမ်းမှာဒီကိစ္စရသားတွေကိုဘယ်လိုရှင်းပြရမလဲဆိုတော့တိုင်ပင်ပြစသည်တယ်ငါတို့ဘိုးလိုက်လူသားမစောက်ဆိုတော့ဘယ်လိုရှင်းပြစမလဲအဲ့ဟာရောခက်တယ်စနေကရွာသားတွေကတခုခုဆိုရင်အကောင်အဆုတ်ဆင်ကျင်တာမဟုတ်ဘူးအဲ့အောင်နင်းလဲသိပါရဲ့ မျက်လုံးချလုံးနဲ့လူကြီးတောင်းရောက်လာတယ်ဆိုတာမျိုးတွေလေဟုတ်ပါခလေးတွေမလန့်လောင်ရှောက်ပြောကြတာအေးအဲ့ဒါကြောင့်မို့ပိုလိုက်ရဒီလိုပါဆိုတာငါတို့တွေလိုက်ပြောရင်အယူလို့ပဲထင်ပါပဲအဲကြောင့်ကိစ္စတိုက်ဆိုင်မှာပဲပြောကြတာပေါ့သူ့ကိုလည်းပိုလိုက်ကိုလိုက်ပြီးတော့ထိန်းနေပါပြီစိတ်ပူမနေပါနဲ့ရောအဲ့ဒါတော့ဟုတ်တယ်နော်သူ့ကိုလည်းသူ့ညိုတော်တော်တနာနေရပုံပဲအခုမှပါနော်အရင်ဆိုရင်ပိုလိုက်ကိုအိမ်ဟိုအကမ်းမခံတာသူ့မိမအကြိုက်လိုက်နေရလေအဲ့လိုရောက်ကြမျိုးတွေကတော်တော်တောက်မြင်ကြဆရာကောင်းတာမှားလားမှန်လားမဆုံးဖြတ်ဘူးမိမပြောတာနဲ့အကုန်လုံးတော့တာပဲ ကောင်းတဲ့မိမဆိုရင်တော့လိုက်နာအောင်ပါပေါ့လေ။တောက်သုံးမကြတဲ့မိမစကားကိုနားထောင်နေတာတောက်သုံးမကြတဲ့ယောက်ျားရဲ့လောက်ရပဲပေါ့။မိမိကိုကိုစကားကိုနားထောင်ပြီးကြုံတွေ့လိုက်မိတယ်။မိမိကိုကိုကြော်လင်းဆိုတဲ့မိကလေးကသူများနဲ့မတူတဲ့အတွေ့ရှိရပဲလို့ပေါ့ဗျာ။ဒီလိုနဲ့အလူနဲ့ရောက်လာပြီပေါ့ဗျာ။ဒီနေ့ကအလူအဝင်နေလေ။ရှင်လောင်းနဲ့ပြောက်မာတဲ့။ဒါကသူတို့အရာခေါ်ပေါ့။ရှင်လောင်းလေလို့တော့မသုံး။ဝက်ဆန်လေးမယ်။နှစ်ပြမယ်လို့ပဲသုံးကြတာ။အလူအဝင်နေရှင်လောင်းလှဲ့ကြရပေါ့ဗျာ။ကိုနောက်ပန်းနောက်ကင်တွေကလည်းပြင်ဆင်ထားကြတော်တော်လာကြတယ်။ညိုစိမ့်စိမ့်လေးတွေများတာပေါ့။ ။အညိုလေးတွေများနေအထဲမှာမိမိကိုကိုကြော်လင်လို့လို့အသားပြူတဲ့မိမပြိုလေးတွေကိုကာလာသားတွေကပို့ပြီးတော့ငန်းကြပေါ့။ဘလောက်ငန်းတယ်လဲဆိုရင်နားသားတဲ့ကလေးမလေးတွေတင်ထားတဲ့လှဲကိုမောင်းနေကနေကအပြိုလေးတွေကိုကြည့်ကျင်တာနဲ့ပဲပဲကင်းကိုဖြတ်မောင်းလို့တပိတ်ကြီးလဲထားတဲ့အလူတခါကြီးဥတာဥကလေခါရဲငါနဲ့ကင်တုံးဆက်ရတဲ့အထီကိုငန်းတာ။တကယ်ပဲပျော်ပျော်ရွှင်ရွှင်တက်တက်ဝုန်းဝုန်းနေကြပါဗျာ။ကိုဝင်းထုနဲ့ပူကဆိုရင်ကိုသားလောက်မောင်နေမြင်းလေးဘောမှာမိမ့်မိတ်ထိုင်နေ ਆ ဗျသူတို့ကြည်ဟာတော်တော်စိတ်ချမ်းသာတယ် အဲ့လိုနဲ့ရှင်လောင်းလေပြီးပြန်လာတော့အလှထမင်းရုံမှာပစွန်ကြောက်ဟင်းနဲ့ထမင်းကျွေးကြတယ်ဗျအဲ့လိုနဲ့ကျုပ်ရဲ့ကိုတာလာရဲ့မိမိကူကူတို့ရဲ့တဝိုင်းနဲ့ထမင်းစားကြပေါ့အားလုံးကတတ်တိုက်ဝိုင်းဝိုင်းပဲဗျထမင်းကျွေးတာကိုသူတို့ကလူကြီးတနေရခလေးတနေရကျွေးတာလူကြီးရဲ့တဲစပွဲတန်းရခလေးရဲ့အတက်ကတော့စပွဲခုံပူလေးပေါ့ဗျအဲ့မှာကျုပ်တို့ရဲ့ထမင်းစားနေကိုလူတွေရွရွတဲတဲဖြစ်တယ်ဘာဖြစ်မှန်းလဲကျုပ်တို့လည်းမသိဘူးကျုပ်ထင်ရဖြစ်တာထင်နေအချို့ကလာသားရဲ့နဲ့ရွာသားရဲ့နဲ့လက်ထဲမှာတဘိုးရုပ်တွေနဲ့လေပြီးတော့နှုတ်ကလည်းအော်ပြောသေးတာ ပေါ်ရီတာရာကြီးဟဲ့ကလေးတွေကိုကတ်လိုက်တယ်။ရိုက်ကြတပ်ပစ်ကြဟဲ့။အဲ့စကားကြတော့ကျုပ်လန့်သွားတယ်။ပေါ်ရီတာရာဆိုတော့ဘူလာကြီးရောက်နေတာပေါ့။ကျုပ်လည်းထမင်းစားနေရနေမတက်ရက်လိုက်တယ်။ကျုပ်လိုပဲမမီကူကလည်းထရက်ပြီးတော့ကျုပ်ကိုကြည့်တယ်။နောက်တော့မတိုက်မနေပါနဲ့လူတွေသွားရနောက်လိုက်သွားလိုက်တယ်ဗျာ။အဲ့မှာဥတအုံနဲ့ရွာလူကြီးတွေကရွာသားတွေကိုတားနေ။ဘူလာကြီးကတော့လက်နဲ့ပစက်မှာသွေးတွေနဲ့ကြောက်လန့်ဗျာ။စပွဲကုန်တာမှာလည်းကလေးတယောက်ကငိုနေ။ကလေးကတော့အသက်၁၀နှစ်လောက်ပဲရှိပါဦးမယ်။ကလေးကသူ့အမိဖြစ်ရန်တူတဲ့သူကချော့နေ။ ်ခလေးကတော့အငုံမတိတ်ဘူးတခြားကလေးတွေကကြောက်လန့်မျိုးခဝဲဝဲပြေးကုန်တယ်ရွာသားတွေကရှိုင်းမလို့တားဆူနေတယ်အဲ့မှာဥတောင်နဲ့လူရွာလူကြီးအပါဝင်ပေါ့လူကြီးကဝိုင်းဝန်းမျိုးထိန်းကြရတာပေါ့လေဟျောက်နေနေကြအောင်လက်လို့စပယ်လှုပ်လို့မရအောင်ကွာရွာလူကြီးမတားနဲ့ဗျာဒီကောက်ကလေးကိုကြိုက်တာကလေးမျက်နှာမှာလဲသွေးရည်နဲ့တွေ့လာသူ့မဆက်မှာလဲသွေးရည်နဲ့ကလေးပါလဲကွဲသွားတယ်နေပါအောင်ကွာဟျောက်နေဒီပေါ်ရီတာတော်ရိုက်ကွာဘိုင်းတို့လူကြီးတို့ဆွဲတာတချို့ရွာသားတွေကဥတောင်ဦးကိုဆွဲခေါ်သွားတယ် ုပ်ကင်ထားတဲ့ရွာသားတွေကကြောက်လန့်နေတဲ့ပိုလာကြီးကိုရိုက်တော်မှာပြအဲ့ချိန်မှာကျုပ်ကလည်းထွ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 စဉ်းစားမနေတော့ဘဲနဲ့ပိုလာကြီးကိုမိုးပြီးတော့အုပ်ထားလိုက်တယ်ရိုက်ရင်ကျုပ်ကပါရိုက်ပလိစီပေါ့ကျုပ်လိုပါပဲမိမိကကလည်းပိုလာကြီးပေါ်မှာလာမိုးပြီးတော့ကာထားတယ်ကျုပ်တို့ခါကိုတယောက်တစ်ချက်ရိုက်ခံလိုက်ရတယ်ခေါင်းမှာပူကနေဖြစ်သွားပြီးတော့တွေးရစီးကြလာတိုင်မဲ့ကျုပ်ကပိုလာကြီးကိုကာထားတော့မှာပဲသူကပေါရိတာရာမဟုတ်ဘူးလေဗျာအဲ့ဒါကိုကျုပ်ကတိတာပေါ့ရွာသားတွေကလည်းကျုပ်နဲ့မိမိကကိုအရိုက်ခံလိုက်ရတော့မှအကြောက်ပြီးတော့နောက်ဆုတ်သွားတယ် အဲ့တော့မှရွာလူကြီးနဲ့ဦးသားအပြင်တခြားကိုဝင်းထူတို့ဘိုးကတို့အပါအဝင်ရွာလူကြီးတွေရောက်လာပြီးဒေါသကြီးနဲ့ရွာသားတွေငေါငန်းကြတယ်ပေါ့ဗျာပြီးတော့သူတို့ခေါင်းကသွေးတွေကိုလည်းလာတုပ်ပြီးတယ်သူကအတုံးမခံမဲဘိုးလာရုပ်ရိုက်ချင်တဲ့သူတွေကိုကြည့်ပြီးတော့ပြောလိုက်တယ်ခမရတော့ပေါရီတာရာလို့ထင်နေတဲ့ဒီလူရတာမန်အယူတျောက်ပါဗျာကျုပ်သူ့အကြောင်းစုံစမ်းမိပြီးဘာမှလူသားစားတော့မဟုတ်သူ့မိဝတ်သားသွားပေးတာသူ့မိဝတ်သားကြိုက်တယ်ဆိုတာနဲ့တေသွားတဲ့သူ့မိစားဖို့ဆိုပြီးနောက်ဆုံးသူ့အမေကိုတွေ့ခဲ့ရတဲ့နေရာကိုလက်နဲ့ရှက်ပြီးတော့သွားထည့်ပေးနေတာဗျဟုတ်တယ် ငါတို့ကိုယ်တိုင်လိုက်ချောင်းပြီးလက်တွေ့မြင်ခဲ့ရလို့ပြောတာ။နေတို့တွေကဒေါသကြီးမယ်၊ရိုက်မယ်ဆိုရဲလူမိုက်အတွေ့ပဲရှိတယ်။ကျုပ်လိုပဲခေါင်းကနေသွေးတွေစီးကြနေပြီးတော့သူ့ရဲ့အင်ကြီးမှာပါသွေးတွေစီးကြနေရဲ့မိမိကိုကိုကြောက်လျောက်ပါဝင်ပြောရပြ။အဲ့တော့မှလူတွေကငြိမ်သွားတယ်။ခဏနေတော့မျက်နှာမှာဒဏ်ရာရတဲ့ကလေးရဲ့အဖေကကျုပ်တို့မီးတယ်။ဒါဆိုရင်ငါတော့သူကဘာလို့ကတ်လိုက်တာလဲ။သူကိုက်တော့ခမားမြင်လား။ငါသားသွေးတွေကအဲ့အရွှေပစက်မှမတွေ့ဘူးလား။ကျုပ်ဘလို့ပြောရမလဲစဉ်းစားနေရင်ပူလိုက်ရငိုပြီးပြောလာတယ်ဗျ။ ဟာတို့ဘာမှမလုပ်ပါဘူးငါဘာသာငါထမင်းစားနေအောင်သူကမောင်းထုတ်တယ်ပြီးတော့အိုးချမ်းပဲနဲ့ငါပစက်ကိုပေါက်တယ်ငါနှကန်ကွဲသွားပြီဘိုလာရဲ့စကားကြောင့်ကျုံနဲ့မိမိကိုကိုကျော်လင်ကသူ့ရဲ့ပစက်ကိုကြည့်လိုက်တယ်ဟုတ်ပါဗျာနှကန်ကွဲသွားတာသူ့သွေးတွေလက်နဲ့တုံးရနေပစက်မှာပါသွေးတွေပေးကုန်တာနေမှာပေါ့အဲ့အချိန်မှာခလေးညောက်ကဝင်ပြောတယ်ကိုတူပါကိုအိုးချမ်းပဲနဲ့ပေါက်တာမိုးလေပေါက်တာကိုတူကဘိုလာရဲ့အနိုင်ကျင့်နေလေတောင်းပါတာထမင်းစားနေအောင်ထမင်းပကံလည်းလွှတ်ပြတယ်ပြီးတော့ဘိုလာကြီးကိုလည်းအိုးချမ်းပဲနဲ့ပေါက်တယ်အဲ့ဒါကိုမိုးလေကမခံနိုင်လို့ကိုတူကိုပြန်ပေါက်တာ ်ခလေးတွေကအဲ့လိုပြောတော့ဒေါသကြီးပြီးတော့ဒုန်းနေလိုက်တဲ့သူတွေကခလေးတွေအပြစ်ပြန်ပြီးဖွဲ့ပြန်တယ်။အဲ့တော့မင်းတို့ကဘာလို့မပြောတာလဲ။ဦးလေးတို့ကကိုတွဲကိုတော့ဒုတ်တွေဆွဲပြီးပြေးလာတာကိုကျုပ်တို့လည်းကြောက်တာပေါ့။အဲ့လူတွေကိုပြောမလို့တွေးလိုက်ပေမဲ့အလူရှင်ဥတာဦးရဲ့မျက်နှာငယ်လေးနဲ့ဖြစ်နေတဲ့အတွက်ဘာမှတော့မပြောပြတော့ပါဘူး။ကျုပ်လိုပါပဲမိမိကိုကလည်းတွေးမိသားတဲ့ထမရဲ့အဲ့လိုနဲ့ပဲကျုပ်တို့တန်ရောက်ကလည်းထန်ရောက်စိတ်ထဲဖို့အတွက်ဥတာဦးရဲ့အိမ်ပေါ်တက်သွားတယ်ပေါ့ဗျာ။အကျိုးကြောင့်တရားပြီးဆိုတော့အလူကလည်းပြက်မြော့ထမင်းကျွေးနေတာပေါ့။ ကျုံနဲ့မိမိကကတော့ခလေးတက်လို့မျိုးငိုမဲမဲဖြစ်နေရဲ့ပရိသာလာတို့အထက်ခံရတဲ့ပိုလာကြီးကိုကောင်းမသွေးရီစီးကြနေရနေချော့နေရတယ်။ပြီးတော့မိမိကကနဲ့ကျုပ်ကတယောက်ကိုတယောက်ကြည့်ပြီးရှီမောလိုက်ကြတယ်။အခုလိုမျိုးဖြစ်သွားရလဲကောင်းတယ်လို့ကျုံရဲ့စိတ်ထဲမှာတွေးလိုက်မိ။ဘာလို့လဲဆိုတော့ပိုလာကြီးအထင်လွဲနေတဲ့သူတွေတော်တော်သင်ငန်းစာရသွားပြီလေ။နောက်ဆိုရင်ပိုလာကြီးကပရိသာလာမဟုတ်ဘူးဆိုတော့အားလုံးကနားလဲသွားကြတော့မှမဟုတ်လို့ပေါ့ဗျာ။ ကျုပ်လိုအတွေ့လိုပါပဲမိမိကိုကိုကျော်လွင်ဆိုတဲ့စိတ်ထားနဲ့စကားပြောတာနဲ့တတက်ဆန်လွတဲ့မိန်းကလေးလဲတွေးနေမယ်ဆိုတာယုံကြည်နေမိရပေါ့ဗျာဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အပိုင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနေတယ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစလေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လဲမေးကြပါနဲ့ဦးနော်နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်ဥတျောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်